ရုရှားနိုင်ငံမော်စကိုမြို့မှာမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့မေလ9ရက်နေ့တွေ့ဆုံမှုအတွင်းတရုတ်တံပရာရှီကျင်းစင်ကမြန်မာနိုင်ငံရေးလုပ်ငန်းစဉ်ကိုရှေ့တိုးဆောင်ရွက်ရမှာစင်ချင်းစဉ်းစားပြီးတော့လှုပ်ဆောင်ဖို့တိုက်တွန်းခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးမော်နင်ကလူမှုမီဒီယာ expo မှာရေးသားခဲ့ပါတယ်။ အချုပ်ချာအာနာလွတ်လပ်ရေးနယ်နိမိတ်ဆိုင်ရာဂုဏ်သိက္ခာနဲ့နိုင်ငံတော်တည်ငြိမ်ရေးတေချာအောင်မြန်မာနိုင်ငံရဲ့နိုင်ငံတော်အခြေအနေတွေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းနောက်လိုက်ပါရမှာမြန်မာကိုတရုတ်ကကူညီပေးသွားမှာဖြစ်ပြီးပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်ကိုရှေ့တိုးဆောင်ရွက်ရမှာစင်ကျင်စင်းစားဆောင်ရွက်ဖို့တိုက်တွန်းကြောင်းသမ္မတရှီကျင်းဖင်ကပြောခဲ့တာပါမြန်မာနိုင်ငံမှာရှိတဲ့တရုတ်အမှုတန်းတွေအဖွဲ့အစည်းတွေနဲ့စီမံကိန်းတွေဘေးကင်းစေရေးထိထိရောက်ရောက်ကာကွယ်ပေးဖို့လဲတမရရှိကစစ်ကောင်ဆောင်ကိုပြောပါရယ် နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတားဆီးရေးပုံမှန်အားစိုက်ထုတ်ရေးလဲရှီကျင်းပြင်ကတိုက်တွန်းခဲ့ကြောင်းတရုတ်ဆိုရရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။နာဇီဂျာမနီကိုအောင်နိုင်ခဲ့တဲ့နှစ်80ပြည့်အခမ်းအနားအတွက်မော်စကိုမြို့သို့ရောက်ရှိချိန်မှာသူတို့နှစ်ဦးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ မေလ28ရက်မှာငလင်းလှုပ်ခတ်ပြီးတဲ့နောက်အခြေအနေတွေအတွက်မြန်မာနိုင်ငံကိုတရုတ်ကဆက်လက်ကူညီပေးသွားမယ်လို့ရှီကျင်းဖင်ကပြောပါတယ်မြန်မာပြည်ရင်းစစ်အတွင်းစစ်ကောင်စီဟာနယ်မြေတွေနဲ့တပ်စခန်းတွေအများအပြားလက်လွတ်ပေးထားရပြီးတိုက်ပွဲတွေအိမ်နီးချင်းနိုင်ငံတွေထဲဖိတ်ဆင်လာနိုင်တယ်ဆိုတဲ့ဆိုရင်မှုတွေထွက်ပေါ်နေပါတယ်။စစ်တပ်နဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အချို့ကမေလ31ရက်နေ့အထိအပြည့်အခက်ရဲစဲရေးတပ်တန်းတိုးဖို့သဘောတူထားပြီးတရုတ်ကအပြည့်ရဲ့သဘောတူညီမှုစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့မြန်မာနိုင်ငံသို့ဆေလွှတ်ထားပါတယ်။